ရမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်အပတ်စဉ်တန်ရှင်းရေးဆောင်ရွက်နေမှုနဲ့တမြင်ဆောင်2025ဒီဝီရီလဲစိုက်ခင်တရားဧကကွင်းစင်းကြည့်ရှုစစ်ဆေးတဲ့တရင်ကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းပြည်နယ်အစိုးရဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ပြည်နယ်စီးပွားရေးအဝန်ကြီးနဲ့တာဝန်ရှိသူများလိုက်ပါလျက်ဂျွန်လ9ရက်နေ့နေ့7နာရီကတောင်ကြီးမြို့ရမ်းပြည်နယ်အစိုးရဖွဲ့ရုံး အပြင်ပတ်ဝန်းကျင်တွင်ဌာနဆိုင်ရာများမှအပတ်စဉ်တန့်ရှင်းရေးဆောင်ရွက်နေမှုကိုကြီးရှုအားပေးခဲ့ကြပါသည်ထို့မှတဆင့်ပြည်내ဝန်ကြီးချုပ်နှင့်အဖွဲ့သည်တောင်ကြီးမြို့အမတ်ရှိအခြေခံပညာထက်တန်းကျောင်း၌ဌာနဆိုင်ရာများရဲတပ်ဖွဲ့မိသားတပ်ဖွဲ့များမှကျောင်းနှင့်ပတ်ဝန်းကျင်တန့်ရှင်းတာယာလပ်ပရေးအတွက်အပတ်စဉ်တန့်ရှင်းရေးဆောင်ရွက်နေမှုကိုကြီးရှုအားပေးကြပြီးပြည်내ဝန်ကြီးချုပ်ကကျောင်းရှိစာသင်ခန်းများလည်လည်ကြီးရှုစစ်ဆေးရာ ကျောင်းကံတွင်တန်ရှင်းတည့်ရစွာထားရှိရန်နှင့်တောင်ကြီးမြို့ပေါ်ကျောင်းဖြစ်သည့်အတွက်ဤကံရှိရန်လိုအပ်ကြောင်းတာဝန်ရှိသူများအားမှာကြားခဲ့ပါသည်။၎င်းနောက်ပြည်내ဝင်ကြီးချုပ်နှင့်အဖွဲ့သည်တောင်ကြီးမြို့စစ်စံတွန်းစေယုံတို့တွားရောက်ကစစ်စံတွန်းစေယုံရှိရခင်ဧကံအဆောင်အားအထူးကုသဆောင်ဖြစ်ဆောင်ရွက်ရန်တွားရောက်ကြည့်ရှုစစ်ဆေးရာပြည်내ဝင်ကြီးချုပ်ကမူလလက်ရာမပြတ်စေဘဲခိုင်ခက်အောင်ဆောင်ရွက်ပေးရန်နှင့်ရေနုံမြောင်း လမ်းများကိုလည်းဆောင်ရွက်ပေးစီလိုကြောင်းတာဝန်ရှိသူများမှကြားပြီးစေကုသဆောင်တွင်ရှင်သာမဏေများစေကုသခံယူနေမှုကိုကြည့်ရှု၍နဝကာမအလူငွေများစက်ကတ်ခဲ့ကြောင်းသိရပါသည်။ယင်းနောက်ပြည်내ဝင်ကြီးချုပ်နှင့်အဖွဲ့သည်တောင်ကြီးမြို့နယ်ထီဖောင်းကြီးရွာအုပ်စုရှိတောင်ကြီးထင်းကျိုးဝိုင်းတင့်မြင့်ဆောင်2025ရေဝီရီလဲစိုက်ခင်တရားဤကတွင်ထင်းရှုပင်များစိုက်ပျိုးထားရှိမှုကိုတွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်တတော်ဦးစီးဌာနမှပြည်နယ်ဦးစီးမှုကစိုက်ခင်းနှင့်ပတ်သက်၍ရှင်းလင်းပြီးပြည်နယ်ဝန်ကြီးချုပ်ကလာမည့်နှစ်များတွင်လည်းတစ်ပင်စိုက်ပျိုးနိုင်ရန်အတွက်ရာထားသားရန်လိုအပ်ပါကြောင်းလာမည့်နှစ်များတွင်လည်းတစ်ပင်စိုက်ပျိုးနိုင်ရန်အတွက်ရာထားရန်လိုအပ်ပါကြောင်းတစ်တော်တစ်ပင်ထိမ့်သိမ့်ပေးရန်နှင့်တစ်တော်တစ်ပင်ရှိမှပတ်ဝန်းကျင်စိမ့်လန်းစုပြေမှဖြစ်ကြောင်းဖြည့်ဆွဲမှကြပြီးထီပေါင်းကြီးရွာတာဝန်ရှိသူအားကြီးရွာတင်းဆိုင်ခင်များစိုက်ပျိုးနိုင်ရန်အတွက်ဤကလျှောက်ထားရန် နီးပညာနှင့်ပြုပင်များတစ်တော်ဦးစီးဌာနမှဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းထွက်ရှိလာသည့်ထင်းများကိုအသုံးပြုရမည်ဖြစ်ကြောင်းမှာကြား၍ပြည်내ဝင်ကြီးချုပ်နှင့်အဖွဲ့သည်အောင်မြင်ဖြစ်ထွန်းနေသောထင်းရှုပင်များလှည့်လည်ကြည့်ရှုကြကြောင်းသိရှိရပါသည်အဆိုပါတစ်မြင့်ဆောင်2025ရေဝေရေလဲစိုက်ကင်တရားဧကတွင်မြေနေရာရွေးချင်းကို2024ခုနှစ်စက်တင်ဘာလ1ရက်နေ့မြေတိုင်းတာချင်းကို 2024ခုနှစ်အောက်တိုဘာလ22ရက်နေ့မှ26ရက်နေ့ထိပနက်လိုင်းဖောက်ခြင်းနဲ့ပနက်ရိုက်ခြင်းကို2024ခုနှစ်နိုဝင်ဘာလ30ရက်မှဒီဇင်ဘာလ29ရက်ထိကျင်းတူးကျင်းပခြင်းကို2024ခုနှစ်ဒီဇင်ဘာလ1ရက်နေ့မှဖေဖော်ဝါရီလ5ရက်နေ့ထိပြူးထောင်ခြင်းကို2024ခုနှစ်မတ်လ15ရက်မှ2025ခုနှစ်မေလ5ရက် ်စိုက်ပျိုးခြင်းကို2025ခုနှစ်မေလ3ရက်မှ6ရက်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်ဆက်လက်၍ပြည်내ဝင်ကြီးချုပ်နှင့်ဖွဲ့သည့်ရမ်းပြည်내အစိုးရဖွဲ့ရုံးစည်းဝေးခမ်းမတွင်တောင်ကြီးမြို့နယ်ရွှေညောင်မြို့ဆင့်ဟန်စေအစင်းမြင့်တင်တည်ဆောက်မည်မာစတာပလန်အားမာစတာပလန်လာရောက်ရှင်းလင်းသည့်အခမ်းအနားတက်ရောက်ရာပြည်내စီမံသားရေးဌာနညွှန်ကြားရေးမှူးဦးဆိုင်ထွန်းထွန်းက ဆင်းဟဲဈေးနှင့်ပတ်သက်၍ရှင်းလင်းပြီးကုမ္ပဏီတာဝန်ရှိသူတို့မှဈေးတည်ဆောက်မီမာစတာပလန်များကိုရှင်းလင်းကြပါရယ်ထို့နောက်တက်ရောက်လာသည့်တက်ဆိုင်ရာဌာနများမှဆွေးနွေးတင်ပြကြပြီးပြည်내ဝန်ကြီးများပြည်내ဥပဒေချုပ်တို့ကလိုအပ်ချက်များကိုပြည်내ဝန်ကြီးများ၏အကြံပြုချက်များနှင့်စီမံသားရရေးဌာနနှင့်ကုမ္ပဏီတို့ပူးပေါင်းညီညွတ်ဆောင်ရွက်ရန်လိုအပ်ကြောင်းဆွေးနွေးကြပါရယ်၎င်းနောက်ပြည်내ဝန်ကြီးချုပ်ကဈေးသူဈေးသားများအတွက် ရေအိမ်သာလျှက်စစ်မီကိစ္စရပ်များထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်းစီမံသားရရေးနေဖြင့်တွက်ချက်ဆောင်ရွက်ပေးရန်နှင့်စီမံကိန်းကာလကိုလည်းပြန်လည်စစ်ဆင်ရွေးပေးရန်နှင့်အားလုံးကောင်းမွန်ရေးအတွက်ဝိုင်းဝန်းစဉ်းစားဆောင်ရွက်ပေးကြရန်ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်ခမညာ